2024ခုနှစ်ကမ္ဘာအလှဆုံးအမျိုးသမီး100ယောက်ဆင်းတဲ့ကိုဝင်သွားတဲ့ K-pop idol ၄ယောက် ပရိသတ်များရှင် VJ Magazine တစ်ခုဖြစ်တဲ့ New Vior Magazine ကကမ္ဘာပေါ်ကအလားဆုံးအမျိုးသမီး၁၀ဦးစီးရင်ကိုနှစ်စဉ်ထုတ်ပြန်လေးရှိပါတယ်။ KAC ကြောင့်အတိုင်းဒုထက်ပြောင်းလဲနေတဲ့အလားတရာတစ်ခုရဲ့သဘာဝဖြစ်တည်မှုကိုဖော်ညွှန်းပြီးတဲ့စံနှုန်းအဖြစ်နဲ့ကမ္ဘာတဝန်းကနိုင်ငံပေါင်း120ကျော်ကို စစ်တမ်းကောက်ယူပြီးတော့အဲ့ဒီထဲကမှ ထိတ်တန်း၁၀နိုင်ငံကိုအစင်းစင်းပြန်လဲရွေးချယ်ကြတာဖြစ်ပါတယ်။အဲ့ဒီထိတ်တန်း၁၀နိုင်ငံစင်းရဲ့ထိပ်ပိုင်းနေရာ၄နေရာကိုတော့ K-pop idol တွေကနေရာယူထားကြပါတယ်။ စင်ကြီးရဲ့ပထမဆုံးထိတ်ဆုံးမှာရက်တည်နေတဲ့ K-pop ချက်ပွင့်ကတော့ Blackpink အဖွဲ့က Rosé ပဲဖြစ်ပါတယ်။ Rosé ကကမ္ဘာကျော် American Nostrum မင်းသမီး Ariana Grande ကိုတောင်းမှကြော်ဖြတ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ Ariana Grande ကိုတောင်းမှသူမကြော်ဖြတ်လာနိုင်ခဲ့တာ။နောက်ထပ်ဒုတိယနေရာမှာရှိနေတဲ့သူကတော့ Tom Gorilla အမျိုးသမီးဂီတာအဖွဲ့ IVE တဲ့က Jan Wanyan ပဲဖြစ်ပါတယ်။သူမကလည်း American Nostrum မင်းသမီး Zendaya, American မင်းသမီး Sydney Sweeney နဲ့တရုတ်မင်းသမီး ဒိုင်ရာဘာဒမီရက်တိုတဲ့ကျော်လွန်ပြီးတော့အခုလိုမျိုးအစစ်နဲ့နေရာကိုတက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်။တတိယနေရာမှာရှိနေသူကတော့တူရကီတရုတ်ဆောင်တဲ့ model တူဦးဖြစ်တဲ့ Handy Acer ဖြစ်ပါတယ်။ မော်မော်လန်ကနန်စီကလည်းအလားတူအစ်စ်နှစ်မျိုးကိုရခဲ့ပူပါရယ်။ဒါအပြင် flapping အဖွဲ့ဝင်ချီဆူးကလည်းဒီတရဖူကိုဆုခူးခဲ့ပါရယ်။မဲပေးသူတွေရဲ့အဆိုအရချီဆူးကိုကဘာပေါ်ကအလှဆုံးနံပါတ်၁လို့ပဲတောင်းမှသတ်မှတ်ထားကြတာဖြစ်ပါရယ်။ဒီလိုမျိုး K-pop အနုပညာရှင်ရဲ့သတင်းထူတွေကိုအမြဲတမ်းဆက်ပေးသွားမှာဖြစ်တဲ့အတွက် Star Girls Channel ကို subscribe လုပ်ထားကြပါအောင်လို့ဖိတ်ခေါ်လိုက်ပါရယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုချီးကျူးတင်ပါရယ်ရှင်။